ားလုံးပဲမင်္ဂလာပါခင်ဗျာဂျိတ်တန်ရီကပြန်လဲကြိုဆိုပါရစေဒါကတော့ကျွန်တော်တို့မန္တလေးကြာဝိုင်းတွေကဂျိတ်တန်ရီဆိုင်ကမ်းမှာဖြစ်ပါတယ်မနေ့ညတော့ကျွန်တော်ရဲ့ page admin ပေါ့နော် page admin တင်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော်ကြည့်မိတဲ့အခါမှာအဲကျွန်တော်လည်းစိတ်ဝင်စားသွားသလိုကျွန်တော်ရဲ့ပေးသက်တွေကိုလည်းဒါပြန်လဲပြီးတော့မှမျှဝေချင်ပါတယ်အဲ့ဒီအကြောင်းအရာလေးကပါလဲဆိုတော့ယုံကြည်ချက်အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီဗီဒီယို screen shot လေးကိုလည်းကျွန်တော်ဒီမှာတင်ပေးထားပါမယ်အဲမကြည့်ရသေးတဲ့သူတွေအနေနဲ့ဒါအဲ့ဒါဗီဒီယိုလေးကိုရိုက်ပြီးတော့မှကျွန်တော်တို့အဲကြည့်ရှုနိုင်ပါတယ်အဲ့တော့အဲ့ဒီဗီဒီယိုထဲမှာ ာဘာအကြောင်းအရာလေးပြောထားတယ်ဆိုတော့ဘုနာပြောတယ်ယုံကြည်ချက်အကြောင်းအရာလေးပေါ့ကျွန်တော်တို့ကအလုပ်တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကိုယ်လုံးမဲ့လုပ်ကိုကိုယ့်ကိုအဲပထမဆုံးအနေနဲ့ယုံကြည်ရမယ်ဆိုတဲ့အကြောင်းအရာလေးပေါ့အဲ့ဒီထဲမှာတော့ဥပမာလေးကိုကျွန်တော်ဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်တို့မိုးခေါင်နေတဲ့အခါမှာမိုးရွာအောင်လို့ပေါ့နော်ကျွန်တော်တို့လွန်ဆွဲတယ်ပေါ့လွန်ဆွဲတဲ့အခါမှာဟလာတရားကိုလွန်ဆွဲပြီဆိုလို့ရှိရင်ဒါအဲမိုးရွာအောင်လို့လွန်ဆွဲရဖြစ်တဲ့ကြောင့်မလို့လွန်ဆွဲမဲ့သူဒီဒါထီးယူသွားမှာဖြစ်ပါတယ်ထီးယူသွားမှာဘာကြောင့်လဲဆိုတော့ခု ုသွားပြီးတော့မှလွန်ဆွဲမယ်မိုးရွာမယ်မိုးရွာလို့ရှိရင်ကျွန်တော်တို့ ठी လိုအပ်တယ်ဒါကြောင့်မလို့အဲကိုလုံးမဲ့အလုပ်တစ်ခုဟိုလာမိုးမရွာခင်ကတည်းကလွန်လွန်ဆွဲဖို့အစီအစဉ်ဆွဲကြတဲ့အကူအဲသူကမိုးရွာမယ်လို့ယုံကြည်ပြီးတော့မှ ठी ယူသွားတာဖြစ်ပါတယ်အဲ့လိုမျိုးယုံကြည်မှုကကျွန်တော်တို့အရေးကြီးတယ်နောက်တစ်ခုကျွန်တော်ဥပမာလေးပေးထားတာကတော့ကျွန်တော်တို့ငရမင်းပရိတ်ရွတ်တယ်ပေါ့မိုးရွာအောင်လို့ငရမင်းပရိတ်ရွတ်တယ်အဲ့ဒီအခါမှာလည်းပဲငရမင်းပရိတ်ရွတ်တဲ့လူပုဂ္ဂိုလ်တရားအနေနဲ့ကျွန်တော်တို့က ठी ယူသွားတင်တယ်ဘာကြောင့်လဲဆိုတော့ငရမင်းပရိတ်ရွတ်ရင်မိုးရွာမယ်မိုးရွာတဲ့အခါမှာ ठी လိုအပ်တယ်အဲ့လောက်အထိကိုကျွန်တော်တို့ကကိုလုံး မဲ့အလုပ်ကိုယုံကြည်နေဖို့လိုအပ်တယ်ဆိုတဲ့ဥပမာလေးပေးတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဓိကကျွန်တော်တို့ main ပြောချင်တဲ့အဓိကအကြောင်းအရာကဘာလဲဆိုတာကြတော့ main message ပေါ့ဗျာနော်ကိုလုံးမဲ့အလုပ်ကိုကျွန်တော်တို့ကယုံကြည်နေဖို့လိုတယ်တဲ့ကျွန်တော်တို့မန္တလေးကြဝိုင်းရောက်လာတဲ့အခါမှာကျွန်တော်မှအရင်ကြီးမပါဘူးအပေါင်းသင်းမိတ်ဆွေမရှိဘူးပညာလည်းမတတ်ဘူးဒါပေမဲ့လည်းပဲယုံကြည်တယ်ကြောက်နှစ်မြင့်ဇိုးစင်းတိကထမင်းဝါကြီးလို့ကျွန်တော်အဲ့ဒီမြန်မာစကားပုံလေးပဲသိတယ်အဲ့ဒီဟာလေးပဲသိပြီးတော့မှကျွန်တော်မန္တလေးကြဝိုင်းရောက်ဒါပေမဲ့တနေ့ကျလို့ရှိရင်တော့အောင်မြင်တဲ့ကြောက်တမဖြစ်ရမယ်လို့ကိုကိုကိုယု ံကြည်စိတ်သွင်းထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခြေခံကြောက်သမားလေးရဆက်ပြီးတော့တရက်ကိုတစ်ထောင်ထောင်ရှာတဲ့ကြောက်သမားလေးရရမှာအခုဆိုရင်ဒါမန်လေးကြောက်ဝန်းတွေကကျွန်တော်တို့ဒါဂျိတ်တန်တွေဆိုင်ကမ်းမှာဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့ဂျိတ်တန်တွေကသင်တန်းတွေလည်းပို့ချသလိုဒီမှာကြောက်ရောင်းဝယ်လည်းကြောက်ရည်နာရောင်းဝယ်ရေးအလုပ်လည်းလုပ်တယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကကြောက်တွေကိုနှိပ်ပြီးတော့မှရောင်းလော့တွေတင်နိုင်တဲ့အဆင့်ကြီးကျွန်တော်တို့စူးစမ်းနေတယ်ပေါ့ဗျာနော်အဲ့တော့အတိုင်းအတာတစ်ခုကြီးကျွန်တော်တို့အောင်မြင်မှုတွေရတယ်ဒါဘာကြောင့်လဲဆိုတော့ကြောက်ဝိုင်းလေးကိုရောက်လာခဲ့တဲ့အချိန်မှာဘာမှမရှိသေးတဲ့အချိန်ဘယ်သူမှမသိသေးတဲ့အချိန်ကြေ ကြောက်ပညာလည်းမတက်သေးတဲ့အချိန်မှကလေးကကျွန်တော်တို့ကကိုယ့်ကိုယ်ကိုယုံကြည်မှုကျွန်တော်တို့ self confidence ပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ belief ယုံကြည်ချက်လည်းရှိတယ်အကိုယ့်ကိုယ်ကိုယုံကြည်ချက် self confidence လည်းရှိတယ်အဲ့တော့အနာဂတ်မှာဘယ်အချိန်မှကိုကဘယ်လိုပုံစံနဲ့ဘယ်တော့ကြီးပွားလာမလဲချမ်းသာလာမလဲဘယ်တော့အောင်မြင်လာမလဲမသိသေးတဲ့အခြေအနေမှာပဲကျွန်တော်တို့က ကိုလုံးရင်ဖြစ်ပါတယ်ငါလုံးရင်ဖြစ်ပါတယ်ဆိုတော့ယုံကြည်ချက်ကတော့အရင်ဆုံးပထမဦးဆုံးအနေနဲ့အရေးကြီးဆုံးရှိတဲ့နယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်မျှဝေခြင်းပါတယ်အဲ့တော့ကျွန်တော်ရဲ့နိုင်မောရန်နာညီကောင်မောင်နှမတွေကျွန်တော်ရဲ့ပေးသက်တွေလည်းပဲပေါ့နော်ကို အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင်ဘယ်တော့အောင်မြင်မလဲတော့မသိသေးဘူးဘယ်လိုပုံစံနဲ့အောင်မြင်မလဲတော့မသိသေးဘူးတို့ပင်မဲ့လည်းပဲအောင်မြင်ရမယ်ဆိုတော့ရည်ရွယ်ချက်ရည်မှန်းချက်ကတော့စိတ်ထဲမှာကဲအောင်နေဖို့လိုပါတယ်ဆိုတာလေးကိုချစ်ခင်စွာဖြင့်ကျွန်တော်မျှဝေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရာဒီဘလော့တွေမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာအားလုံးပဲဘိုင်ပါ